မင်္ဂလာပါရှင်ယခုဖော်ပြပေးမယ့်အကြောင်းအရာလေးကတော့ဆရာ တွင်းကြီးသားတင်ဝင်းဦးရေးသားသောကျိုးပြူချောင်းမှာကိုတောင်းနေသည်ဆိုတဲ့အကြောင်းလေးကိုဖော်ပြပေးသွားမှာဖြစ်ပါတယ်ရှင်။ဒီအကြောင်းအရာလေးကိုမပြောပြခင်မှာယခုလိုဘူးတုဒ္ဒရဝေယအကြောင်းအရာလေးများကိုပုံမှန်တင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ကျမတို့ရဲ့ငြင်းကြီးစရာ YouTube Channel လေးကိုလည်း Like and Subscribe လေးလုပ်ပေးသွားကြပါဦးရှင်။ မိုးကမလင်းသေးမထေမတ်မှာပဲကြားလိုက်ရသည်ကကိုကျော်မောင်အင်ကတိုက်ကြပ်ဖကြီးတုံတန်ကိုရုတ်တရက်ကြားလိုက်ရသည်တိုက်ကြပ်ဖတုံတန်နဲ့အတူနောက်ဆက်တွဲအဖြစ်ရွာထဲရှိကြပ်ဖအလုံးတန်မြိုင်တုံလိုက်သည့်အတန်ကိုကြားလိုက်ရပြီးကြက်တုံတန်များကအုတ်ရှိပင်ရွာထဲသို့ပြန့်နှံ့သွားတော့သည် ကြက်တုံတန်များကိုနားထောင်ရင်းအိယာကမထခြင်းထခြင်းနဲ့ထလိုက်သူကကိုတော်အေယာကထလာခဲ့ပြီးမျက်နာတက်လိုက်သည်ဘဲချိန်က ရောက်နေမှမသိသောဇနီးအေးမြင့်ကမျက်နှာတုပ်ပေါ်လာပေးသည် ကျုပ်တော့ကိုနှိုးမယ်လို့နေတာထမင်းကြက်မှာနှိုးမယ်ဆိုပြီးပေးမျက်နှာတော့ဘွာပေးရင်ပြောလာသည်အေးမြင့်စကားမဆုံးငယ်မှာကိုတောင်းကဆွဲယူလိုက်သည်မအေးမြင့်ခင်ဗျာဆက်ပြီးမပြောရဲထို့ကြောင့်မိဖို့ကြောင့်လည်းဝင်သည်ဟင်းချက်ရသည်ထမင်းကကြက်ပြီးသားအရင်လကကိုတောင်းတော့ပြရာကရခဲ့သည့်တော့ဝက်တကောင်ကိုကြက်ကင်ထားခဲ့သည်ဒီတော့ဝက်ပေါင်ကြောင့်ကိုပြန်ချက်နေရသလိုငပိကြောင့်နဲ့ငချောက်ပါချက်နေရသည် ဒီကနေ့ကိုတောင်းတော့လေထွက်ပြီတို့တော့တော့လေဆိုတာအရင်ကလိုတော့ဝက်တော့ချက်ပြစ်ခြင်းမျိုးမဟုတ်ဖားကောက်ထွက်ရမည်ဖြစ်သည်ကိုတောင်းအပါဝင်ကိုကျော်ခင်ကိုနောက်တို့ကိုဘောခင်တို့ပါကြမည်ဖြစ်သည်မနေ့ကမနက်ခင်းကလေးကကိုကျော်ခင်တို့အဖွဲ့ကိုကိုတောင်းလိုက်ပြီးပြောထားပြီးသားဒီကနေ့မနက်မိုးလင်းပြီဆိုတာနဲ့ရွာကနေထွက်ကြမည်စောစောထွက်မှာဖြစ်မည်မိုးကအုပ်နေစက်ဖြစ်ပြီးမနေ့ညနေနဲ့ညအုပ်ပိုင်းကမတရားရွာထားသည်မဟုတ်ပါလားညကရွာထားပေမဲ့မိုးကအညိုးမပြေသည် အားရသေးရမတူဆက်ပြီးရွာဖို့အတွက်အောင်းမွေးစဲဟုထင်ရသည်ထက်ကောင်းငယ်မှာတော့တိတ်တိုက်တွေကအပြေးကိုတော့အားလုံးကြက်ပြီးခူးထားတယ်ရေဘူးရောထည့်ပြီးပြီလားထပ်ပြောလာသည့်မအေးမြင့်စကားကိုခေါင်းညိတ်ဖြေးပေးရင်တော့ဝက်ဖြင့်အင်ဂျီကိုလဲဝက်သည်ပြင်စရာရှိတာကိုပြင်ဆင်လိုက်သည်တော့ကင်တရှိတလန်လေးခွနဲ့လောက်စလုံးများကိုတော့ဒီမအေးမြင့်ကိုကြည်လိုက်သည်ဘာမှတော့မမေးပြန် တားကြီးနဲ့သမီးငယ်ကတော့အိပ်ပျော်နေစေ။စစ်တုံတန်ကတိတ်သွားပြီးထိုချင်းကိုကျော်ခင်းနဲ့ကိုနောက်တို့တို့လည်းကိုတောင်းဤသူပြင်ဆင်နေကြမိက အမှန်မကြပါ။ကိုတော့ရေးသွားရမဟိတ်ရုတ်တရက်ခေါ်တန်ကြားလိုက်ရသည်အတန်ကနောက်တို့ရဲ့အတန်အေးအေးလာပြီတူတူပဲဖြည်ပြီးမအေးမြင့်ကိုပဲနှုတ်မဆက်ပဲထွက်လာခဲ့သူကကိုတော့ကိုတော့တို့ဥတီယာရက်သည်ဂျိုးပြူချောင်းဂျိုးပြူချောင်းဘာကြောင့်ဂျိုးပြူချောင်းကိုခေါ်တွင်ခဲ့သနည်းကိုတော့ကြားခဲ့ဘူးသည်ကတချင်းကထိုးချောင်းသည်ဂျိုးပြူနဲ့ဂျိုးပြာများ ကျက်စားသည့်အတွက်ထိုနာမည်တွင်ခဲ့ခြင်းဟုဆိုကြသည်။ယခုအချိန်ထိဂျိုးတွေရှိသည်။ဂျိုးများသည်6နာကတောရိုင်းမြေများတွင်နေထိုင်ကြပြီးအစာရှာချိန်နေခင်းဆိုပါက6နာတဝိုက်ကစိုက်ခင်းတွင်နဲ့ထင်းတော်တွေစီမှာကျက်စားနေကြစေ။6အမီကဂျိုးပြူချောင်းဂျိုးပြူချောင်းကိုခေါ်တော်လဲဂျိုးပြူကိုတော့မြင်ရခဲ့ပါသည်။မိခိုးရောင်ဂျိုးများနဲ့အခြားဂျိုးများကိုသာတွေ့ရသည်။ဂျိုးများအစာရှာထွက်လာပါကကြည်လို့ကောင်းတယ်လို့ ဂျိုးကူတန်ပြုတ်ပြီဆိုတာကလည်းဂျိုးယူချောင်းတဝိုင်းစိုက်ခင်းတွေထင်းတော့တွေနဲ့တော်ရိုင်းနက်နက်တော့တခွဲမှာတိတ်ပြီးตายရသည်ရင်ငေးပြီးနားထောင်ရသည်ထဲတပြိုင်ဟစ်ကျွေးတန်ကကြားသူကိုညှို့ယူဖန်ဆတတ်သည့်တော်ပဲ။ ထိုချောင်းဝန်းကျင်သည်တောရိုက်မြေတွေသာရှိပြီးပိုင်ရှင်ရှိသည့်ရှာတော်ထန်းတော်တို့များပြင်ပိုင်ရှင်မရှိသည့်နန်းနတ်တော်ခြုံတော်များနဲ့ကျောင်းလူကျောင်းသားတို့ကလွှမ်းခြုံလာသည်ပြီးတော့တောရိုက်တနခါပင်တွေစုပင်တွေလည်းဂျိုးပြူချောင်းကိုအလှဆင်လာသည် ပြောရမည်ဆိုရင်ဂျိုးပြူချောင်းကတာယာသည်လှလွန်းသည်ဂျိုးပြူချောင်းနဲ့ပတ်သက်ပြီးရာဇဝင်ကျွေးရှိခဲ့မှုတီကိုအမှတ်ရမည်ကျော်ညွင့်ဤမျက်နှာနဲ့အတူအတိတ်အဖြစ်အပျက်များကိုပြန်လည်မြင်အောင်နေမိတော်သည် ဒီကနေ့ကိုတောင်းနဲ့ကြော်ညွန့်တို့တော်လိုက်ထွက်ခဲ့သည်ကိုတောင်းဘဝနဲ့ကြော်ညွန့်တို့ဘဝကဆင်းရဲသည်တို့ကြောင့်လဲတော်လိုက်လို့ဖြစ်သည်ငှက်ထောင်ဖာဖန်တော်ပြစ်လို့တွေလို့ရင်ဘဝဝန်းဆောင်ကိုအာဟုသူလို့ဖြင့်အသက်ဆက်နေကြခြင်းပဲဒီကနေ့နှစ်ဦးသာတော်လေထွက်ခဲ့သည်မိုးရင်းကာလမဟုတ်တော့ဖားရှာငှားရှာအလိုမျိုးမဟုတ်ယုံတော်ခွေတော်ကြောင့်နဲ့အခြားငှက်တွေရလို့ရညာထွက်ခဲ့ခြင်းပဲ ပြီးတော့မွေဝေးရှာကြမည်လင်းမွေရှာကြမည်မွေဝေးနဲ့လင်းမွေကတိတ်ဈေးကောင်းနေသည်မဟုတ်လားဒီတော့ရသည့်သားကောင်ကကိုမိသားစုအတွက်ဟင်ကိုမိသားစုအတွက်ငွေမှန်သည်တို့ကြောင့်ငှက်ဖဲရရကြွက်ဖဲရရဘဲမွေဖဲရရစံစီစားအတွက်နဲ့ငွေအတွက်ပဲမဟုတ်လားသူတို့နှစ်ဦးသည်ရွာနှင့်ရှစ်မိုင်ဝဲသည့်တော်လန်းကိုအ мян ဆုံးခြေလမ်းများဖြင့်ခတ်တွက်တွက်လာခဲ့ကြသည်ရွာနှင့်ဝဲခဲ့ပြီးဂျိုးပြူချောင်းနှင့်ဂျိုးပြူတော်ဝန်းကျင်ကိုလှမ်းပြီးမြင်နေရသည်လွမ်းမိုးပွေရအပြည့် ရောက်တော့မယ်ကိုတောင်ကျော်ညွန့်ကပြောရင်ချွေးစာများကိုတုတ်လိုက်သည်ကိုတောင်ကမပြုံးမရနဲ့ကောင်းကြီးဖြေးပေးလိုက်သည်သူတို့နှုတ်စလုံးအင်းကချက်ပေးလိုက်သည့်ထမင်းတို့ပါဝဲတောကင်တရှိ တလန်လေးခွာပြင်အခြားအသုံးဆောင်တွေကိုကြောမှာပို့ထားပြီးခရီးဆက်ခဲ့ခြင်းပဲတနိုင်ကန်ကြရင်ဂျိုးယူချောင်းနာရောက်ခဲ့ပြီဂျွာကိုအဝေးမှာပြရေးရေးမြမြင်နေရသည် ကြားထဲမှာတော့တောရဲမြေတွေခြုံနယ်ပိတ်ပေါင်းတွေစီချနေသည်။နားကြောင်စု"อืมကျောင်းကျောင်းကပြောရင်ထနှောင်းဝင်ရိတ်မှာဝင်ရက်သည်။နှစ်ဦးသားရေးသားကိုဆက်လက်တော့ပြီးတော့ကိုဝါကြ။ဒီကနေ့ကိုတောင်းတိတ်ပြီးစကားမပြော။ကိုတောင်းစိတ်တွေခဏမငြိမ်နိုင်တော့။ပါဇက်ကငြိမ်နေပေမဲ့အုံတော့ကကိုမမကန်၊စိတ်ကကိုမမကန်။အသွေးသားတို့ကပြန့်လွင့်နေသလိုလိုစိတ်ကစောက်တရားမရနိုင်တော့။မိမိအကြောင်းသာမိမိသိသည်ဖြစ်။ကျောင်းကျောင်းမသိအောင်တပ်ပြင်းမောကိုအသာပင်ချလိုက်သည်။ဒီနေ့ငြိမ်လာကြတာကိုတောင်း ဘာဖြစ်လို့လဲအိမ်နဲ့စိတ်ဆိုးလာလို့လားကျောညွန့်ကမထင်မှပဲမေးလိုက်သည်မဟုတ်ပါဘူးကွာဟုဒုံးဒီဒီဖြစ်ရင်ကျောညွန့်ကိုမရေတရေကြည်လိုက်သည်တိုးတော့ကိုတော်ကြီးတွေကအေးဆက်နေသည်စူရဲနေသည်ကောက်ကျစ်မှုတွေပါနေသည်လျှို့ဝှက်မှုတွေရှိနေသည်ကိုတော်သည်မတိမသာအပြုံးတစ်ချက်ပြုံးရင်းမြတ်တိဤမျက်နာလေးကိုမြင်အောင်မေ့သည်မြတ်တိရှင်ထဲမှနေ၍မြည်တမ်းမိသွားသည်မြတ်တိဤအမီလှလှလေးနဲ့တူမြတ်တိရဲ့ချစ်စရာကောင်းသည့်မျက်နှာဝိုင်းဝိုင်းလေးဘကွက်ကြားကလေးကိုမထူမပါလူထားပုံလေး ဘီဇဘတ်ထုံတော့ရဲ့ဖြင်ထမိန်လေးဝတ်ထားပုံလေးတွေကကိုတော့ရင်ထဲမှာမတူမသိထင်းကနေလင်းကနေမြင်အောင်မိသည်ပြီးတော့မြတ်တဲ့ရဲ့အပြုံနောက်မြတ်တဲ့နဲ့ထီထွေဆက်ဆံခဲ့ရပုံလေးတွေကကိုတော့ရင်ထဲမှာမချက်မရဲနဲ့အမလို့အမရဖြစ်ခဲ့သည်ရလဲအမှန်တကယ်တော့ကိုတော့ဒီမြတ်တဲ့ဘောတက်မှတ်မိပြီးမြတ်တဲ့ဘောချစ်နေမိပြီးမြတ်တဲ့ထီထွေမှုကိုရဲ့မှာပျော်ပိုက်နေမိပြီးအချိန်တိုင်းပဲမြတ်တဲ့အိမ်မက်ထဲမှာပဲမြတ်တဲ့မှာမြတ်တဲ့ဖြစ်နေမိသည်တကယ်တော့မြတ်တဲ့ဆိုတာအပြုံမဟုတ်အိမ်အောင်နဲ့ မြတ်တစ်ဆိုတာကိုတော့နဲ့အတူတောလဲထွက်ခဲ့ရတဲ့ပါလာသည့်ကြုံညွန့်ရဲ့ဇနီးကြုံညွန့်နဲ့မြတ်တစ်သည်အိမ်အောင်ကြခဲ့တာသုံးနှစ်ပင်ကြော်ခဲ့ပြီးတာသမီမယူကြသည်စီးပွားရေးအစင်မပြေလို့စီးပွားရေးချိန်နေကြောင်းတာသမီမယူကြခြင်းမဟုတ်လင်မယားနှစ်ဦးထဲမှာတဦးကကြမ်းမာရေးချိုးရင်းလိုပဲဆိုတာကိုတော့သိသည်ကြုံညွန့်ကြောင့်လားမြတ်တစ်ကြောင့်လားဒီကြောင့်နေကြုံညွန့်မသိတိတိကသူနဲ့မြတ်တဲ့ညှိခဲ့ခြင်းနဲ့စတင်ပြီး ညိကဲပုံလေးတွေကနှလုံးသားဘဟုမှာအထင်ရှားမေ့မရသည်မြတ်တဲ့နဲ့ညိပုံကရိုးရှက်ပါသည်ကိုတော်သည်အင်းမြင့်နဲ့အိမ်တော်အရေပြုခဲ့သည်ကိုတော်တို့အိမ်တော်ပြုပြီးသုံးလကြာကျုံညွန့်နဲ့မြတ်တဲ့တို့အိမ်တော်ကြခဲ့ကြသည်ကိုတော်တို့လင်မယားနှစ်ယောက်ရဲ့ဘဝကဆင်းရဲသလိုကျုံညွန့်တို့ဇနီးမောင်နှံတို့ဥမှာလည်းဆင်းရဲရွံ့နှက်ခဲ့ကြသည် နေကြရသည်ကရွာတောင်ပိုင်းလမ်းမှာနှစ်အိမ်ကျော်တွင်အတူနေခဲ့ကြရပြီးဘဝသူဝါသနာသူသည့်အတိုင်းကိုတောင်းနှင့်ကြောညွန့်တို့မှထုံငှားအတူတူထဲထုံငှားအတူတူသာမကရေတွင်ကသင်းတွင် အိမ်သာချင်းသူသည်သည့်အတူတူ နောက်ဝါသနာရတောငှားမဲ့သူရှိပါကကြက်ထိုးဖားရှာငှားရှာလဲအတူတူငွေဖန်းထိခုတ်ရာတွင်လဲအတူတူ ဒီနောက်တွင်တော့ကိုတောင်ပထမဆုံးသားကိုမွေးခဲ့သည့်အထိကျောင်းညွန့်တို့မှခလေးမယူခဲ့ကြ။သားကြီးတစ်နှစ်ရောက်အဝင်ထွက်များလာသည့်ကိုတောင်နှင့်မြတ်တက်တို့ညှီဆုံးခဲ့ကြသည်။ကိုတောင်ကမယားပေါ်တစ္ဆာမဲ့ခဲ့သလိုမြတ်တက်ကလည်းကျောင်းညွန့်ပေါ်တစ္ဆာဖောက်ခဲ့ပါတော့သည်။ကျောင်းညွန့်နှင့်ကိုတောင်ကအရက်အတူတူတောက်နေကြ။တို့ဖြင့်ကိုတောင်အမှုလွန်ခဲ့သည်။ဒီတော့မူးသည့်အချိန်ဆိုတာယူးသည့်အချိန်ဖြစ်သည်မို့ဘာကူမှသတိမပြုနိုင်တော့ မြတ်တဲ့ကိုကြုံညွတ်ကြွယ်ရာမှာတုတ်ကနန်းစေကနန်းလုပ်မိသည်နောက်ဆုံးကြုံညွတ်ရှိမှာပဲမထီတထီကလိဖြစ်သွားရာမှာအဆပြုခဲ့သည့်ကိုတောင်းသည်ကြုံညွတ်တိုးသွားသည့်ရက်တွင်ချစ်နေကြုံခဲ့သည်ဟုဝန်ခံရပေမည်ဒီဇလန်းကအဆရှိကတနောင်တော်ဆိုသလိုနောက်ပိုင်းစားငင်ရေးတောက်မိသွားကြသည်ရက်ကြော်ရွာကြော်မဖြစ်ပေမဲ့သူတို့နှစ်ဦးဖြစ်ကိုသူတို့သာသိသည်ကြုံညွတ်ကတော့သူ့ဇနီးပေါ်အချစ်ကြီးတာရောအပြစ်မရှာတတ်တာရောတပားသူပေါ်အယုံကြည်ရှိတာရောဒီအကြောင်းတရားတွေကြောင့်ကိုတောင်းပေါ်အထင်မြင်မလွဲခဲ့ ။ယခုတော့ကိုတော့နဲ့မြတ်တစ်တို့ဖောက်ပြန်ခဲ့တာတစ်နှစ်ကျော်ခဲ့ပြီ။လွန်ခဲ့သည့်9ရက်ခန့်ကညပိုင်းချိန်ကိုတော့နဲ့မြတ်တစ်တို့ချင်းတွေ့ခဲ့သည်။မြတ်တစ်အေးကိုတော့ပြောလေအတူနေချင်းပြီကွာမြတ်တစ်ကိုချစ်နေရတဲ့သူဆိုတော့အေးမြင့်ပေါ်ဘလို့မှချစ်လို့မရတော့ဘူးဖြစ်နေတယ်။မြတ်တစ်လည်းကိုတော့လိုပဲတော့ကျုပ်ကတာသမီလိုချင်နေကိုကြုံညွန့်ညောင်းတာသမီမရခဲ့ဘူးဖြစ်နေတယ်မြတ်တစ်ကမချစ်မရဲပြောသည်ဒီတော့မှမြတ်တစ်တို့တာသမီမရကြခြင်းဒီကြုံညွန့်ညောင်းဟုကိုတော့နားလေသွားသည် ထိုးနေကလေးကစားပြီးကြုံညုံကိုတရခံမပေါ်သည့်နေဖြင့်တတ်တော်မည်ဟုစုံဖြတ်ခဲ့သူကကိုတောင်ယခုတော့ဂျူးယူချောင်းမှာကိုတောင်နဲ့ကြုံညုံနှစ်ဦးတည်းကိုတောင်သည်သူ၏မကောင်းသည့်အတိတ်ကဖြစ်ရများကိုအယတာခံကားတွေးရင်ရှိနေစဉ်ကြုံညုံစကားကြောင့်အတွေးစာများပြတ်သွားတော်သည်တွားကြစို့ကိုတောင်နှစ်ဦးသားအရေးမှခွာခဲ့သည်ချောင်းဘေးတောဆက်ရောက်သည်နှင့်ကြွတွင်းတွေ့ပါကကြွတူးသည်ယုံတွေ့ပါကယုံလိုက်မွေပွင်းနှင့်လင်းမွေတွေ့ပါကမွေပွင်းနှင့်လွင်းဝေကိုဖမ်းတို့ဖြင့်တားကောင်အတော်ရခဲ့ပြီ ကြွယ်ယုံနဲ့မွေးမွေးနှကောင်ဝင်ရနေပြီနေမြင့်ပြီအကြံနဲ့နေသည့်ကိုတော်ကစကားဆလိုက်သည်နားကြဆိုကွာနားကျင်နားလေအတော်ရနေပြီပဲထမင်းစားကြမလားရခဲ့သည့်တားကောင်များကိုအိတ်ထဲမှအသီးသီးထည့်လိုက်ကြသည်ကြွက်နေယုံသေးများကိုတီးကြမွေးမွေးနှကောင်ကအရှင်မို့တီးကြထည့်ထားပြီးအနည်းရှိရှားပင်အုပ်စီလာခဲ့ပြီးနားကြသည်နားရင်ထမင်းစားထမင်းစားပြီးကြုံညွန့်ကကျုပ်အလေးသွားအောင်မယ်ကိုတော်ကခေါင်းငိတ်ဖြေးပေးသည် အလေးခင်းသွားဖို့အတွက်ကြုံညွန့်သည်နားနေသည့်ရှားပင်အုပ်စီနှင့်အတော်လန်းသည့်ချောင်းချူချောင်းရစီတို့ထွက်သွားသည်ကျူးပြူချောင်းနှင့်နားနေသည့်နေရာကတိတ်မဝေးကြုံညွန့်အလေးခင်းသွားသည့်နေရာနှင့်ကပိုပြီးဝေးသည်ကြုံညွန့်ထွက်သွားကြပြီဟုတ်ပြီအဲ့ဒါလိုကြမ်းမှဖြစ်မယ်တွေးလိုက်သူကကိုတောင်းအထိုအတွေးကိုလက်တွေအကောင်ထဲပေါ်ရန်ဆုံးဖြတ်ချချသူကကိုတောင်းတို့ကြောင့်ကိုတောင်းသည်အရန်သိယူလာသည့်နိုင်လုံကျိုးကိုယူလိုက်သည်ပြီးတော့ကြုံညွန့်ထံလိုက်ခဲ့သည်ထိုအချိန်ကြုံညွန့်သည် အကျိုးအကြားကနေပြီးပြန်ထွက်လာသည်ဟေးကိုတော့အလေးခင်းသွားမလို့လားကျုံညွအမေကိုမဖြေကိုတော့ဒီကျုံညွအနာကတ်သွားပြီးပြင်းထန်သည့်အရင်ကိုစူးစိလိုက်ပြီးညာလက်သည့်ဖြင့်နှစ်ထင်းစီသို့ထိုးချလိုက်သည်ခွက်ကနဲမိသားတစ်ချက်နဲ့အတူဘေးကိုရိုင်လဲထိုးကြသွားတဲ့အာကနဲအော်တန်တို့ကကျိုးယူချောင်းဝဲကျဲမှာမတိုးမကျဲလက်သေးချက်ကြောင့်ကြုံညွတ်ခမရလဲကြသွားရင်အံ့ဩစွာဖြင့်ကိုတောင်းကိုကြည်နေစဲမှာပဲမေ့သွားသည် ကိုတောင်းသည်ရဲရဲစူးစူးကြည့်ရင်အသက်ပါလာသည့်ကျိုးနှင့်လက်ပြန်ကျိုးတုပ်လိုက်သည်ပြီးတော့ကိုတောင်းသည်နားနေခဲ့သည့်နေရာတွင်ထားခဲ့သည့်အိမ်များစီပြန်ခဲ့သည်ရောက်သည်နှင့်အိတ်တလုံးကိုသတိနှင့်ကင်သည်အပေါက်ကိုဖျက်သည်တွဲမှာတော့လက်မောင်းနှိပါရှိသည့်မူဝေးနှကောင်ကတရှူးတရှဲရှဲနှာသာအာသံတွေက တွေ့ပြက်เสียကိုတောင်းသည်အကြီးဆုံးထင်ရသည့်မူဝေးကိုဖမ်းလိုက်သည် မွေးဤခေါင်းနှောင်းစီအာယုံဆိုင်တံမာသည့်လက်များနဲ့စက်ကနေဖမ်းပြီးအိတ်အပြင်သို့မွေးကိုဆွဲယူခဲ့ပြီးတတိမိနေသည့်ကြော်ညွတ်စီအပြေးလာခဲ့သည်ထိုချိန်တတိယနေသူကကြော်ညွတ်ကိုတော့ခမရာကျုပ်ကိုဘာလို့မလုပ်လဲအကြောက်တလန့်နဲ့မေရင်တုတ်ထားသည့်ကြိုးချက်များကိုယုံကန်နေသည်ကိုတော့ကပြုံးသည်မင်းသိရင်အံ့အားတင်သွားလိမ့်မယ်ဗျာဟုတ်တယ်ကြော်ညွတ်ဒီကနေ့မင်းကိုတတ်ရလိမ့်မယ်ဗျာမအံ့ဩနဲ့ကြော်ညွတ်ဘာလို့တတ်ရတယ်လဲဆိုတာသိကျင်သေးလားကိုတော့နဲ့ညတဲ့တို့ဟုတ်တယ် ဖောက်ပြန်နေကြတယ်ငါမြတ်တဲ့ကိုချစ်တယ်ဒီတော့မင်းမရှိမှဖြစ်မှာဒါကြောင့်ခမရမယုံမှန်တဲ့ကိုတော့ကျုပ်ကခမရကိုလေးစားနေတာယုံကြည်နေတာခုတော့ခမရကကြုံညော့အတန်များကကြောက်စိတ်ကြောင့်တုန်ခါနေသလိုမြုံဝင်းများကလည်းကိုတော့ကိုကြည်ကအတနာခံနေကြသည်ကြုံညော့မြုံဝင်းမှာဝမ်းနေသည့်မျက်ရည်လားဒေါသထွက်သည့်မျက်ရည်လားရှက်လွန်းသည့်မျက်ရည်လားမျက်ရည်တွေကအပြိုင်ပြိုင်အေးမင်းကိုလက်တယ်မပေါ်အောင်တတ်ဖို့အကြံထုတ်နေတာကြာပြီမင်းတင်ငါတရားခံဆိုတာတရားလုံးကရိတ်မိကြမယ်မရိတ်မိအောင်တော့ကြံရမှာပေါ့ကွာ ပြောရင်ရှေ့တိုးလာသူကကိုတော်ကိုတော်ကျုပ်တောင်းမှန်ပါလေဗျာကျုပ်ကိုတော့မတတ်ပါနဲ့တောင်းမှန်တမ်းများနဲ့ရည်တမ်းများကိုတော်ကီမစိတ်မှုန်နေပြီလားအကုသို့တိုက်တွန်းနေပြီလားကြောညွန့်ရဲ့အတိတ်ကံဆုံးပြီလားမသိတော့ကိုတော်ကီကြောညွန့်နာထိုင်နေကြောညွန့်ပေါင်ပေါင်ခွာထိုင်လိုက်ပြီးလက်ထက်အရန်သည့်ကင်နာသည့်မွေးဝေးကြီးခေါင်းပိုင်းကိုကြောညွန့်ညာချေပမိုးစီတိုးကပ်သွားသည်မလုံနဲ့မလုံနဲ့ကျုပ်ကိုမတတ်ပါနဲ့ တော်တော်ကယုံကံပြီးအော်ဟစ်သည်ကိုတော်သည်ပါဇက်ကြီးဖျက်ထားသည့်မွေဝေးပါဇက်နှင့်ညာခြေပမိုးကိုတဲ့ပေးလိုက်သည့်ချိန်မွေကကြော်ညွတ်ခြေပမိုးကိုကျနာခဲခဲလိုက်တော်သည်ဒေါသထွက်နေသော မွေကကြော်ညွတ်ခြေပမိုးကိုတစ်ချက်တည်းပင်ကိုက်ပြီးခဲထားကအစိတ်များကိုအာကုန်လွတ်လိုက်ခြေပြီးအာကလေးတစ်ချက်သာအော်ပြီးလူလူလွတ်လွတ်နဲ့အတော်ကြာမှကြော်ညွတ်သေးသွားသည်သေးပြီးဆိုမှကျိုးများကိုဖြီးသည်မွေဝေးနှင့်ကျိုးကိုယူပြီးပြန်ခဲ့သည် မွေကိုအိတ်ထက်ပြန်ထဲရွာစီအပြေးပြန်ခဲ့သူကကိုတော်အခုတော့လက်တယ်မပေါ်တရားခန်းရှာမရအောင်ကြုံညွန့်ကိုကိုတော်တတ်ခဲ့ပြီတော်နေရင်တားကောင်ရှာရင်မွေထိတေခဲ့ပြီဟုတရဲလွင်ယုံသာကြံတော့သည်ရွာစီတို့ပြေးကတုတ်ချေတင်တခါနဲ့ခတ်တွတ်တွတ်ထက်လာခဲ့သည်ကကိုတော်ရွာတကားဝင်ကြုံညွန့်ဘိုးထိလို့ကြုံညွန့်တော်တဲ့ကြံခဲ့ပြီကူးကြပါဦးပြင်းရင်ပြင်းရင်ပြောကမြတ်တစ်တို့အိမ်စီတို့ပြေးသွားသူကကိုတော်ရွာတဲ့ကလူတွေတန့်တော်ကိုတော်ငေးလာကြည်လား ကြိုခင်းတဲ့နှုတ်တို့တို့ကကိုတော်ကိုကြည့်ရင်ရှေ့စဉ်နောက်စဉ်မေးလိုက်ကြသည့်အတွက်လွန်ခဲ့သည့်၄နှစ်ကျော်၅နှစ်ခန့်ကအဖြစ်ပြက်တွေကိုတွေးရင်မှအတွေးစာများကိုဖျက်လိုက်သူကကိုတော်ဒီကနေ့ကြိုတင်ညှိနှိုင်းထားတဲ့အတိုင်းကိုတောင်းပါဝင်သူတို့လေးဦးမှာတော့လိုက်တရှိဖားတဲ့ဖို့ပလိုက်နဲ့အိတ်တလုံးစီပါလာကြသည်သူတို့ဖွဲ့မိုးမလင်းငင်တွေကထွက်လာကြပြီးဂျူးယူ၆နာရောက်ကိုတောင်းကိုတိုင်းပြုတ်မှုကျွလွန်ထားတဲ့အတိတ်ကအရေးမဲကြီးကိုတွေးမိနေခြင်းပဲ တွေးရင်လည်းနောက်ထပ်ရမိသလိုကျေနပ်သလိုလိုမကျေနပ်သလိုလိုနဲ့ရင်ထဲမှာပူလောင်စွာခံစားနေရတော့သည်အတူလာခဲ့ကြရာဂျိုးပြူညောင်ကျေးတို့ရောက်ခဲ့သည်မိုးကြခဲ့တာလေးငါးရက်သာရှိသေးသည်ဂျိုးပြူချောင်းထဲမှာရေတွေစီးနေပြီးဂျိုးပြူချောင်းသည်မိုးရင်းဆိုရင်ကြောက်စရာကောင်းသည့်အထိရေစီးပြီးရေခမ်းကာလဆိုရင်တဲတောင်ပြင်အတိသာယခုမိုးကြပြီမိုးကြပြီဆိုရင်ဖားကြပြီး ချောင်းဆက်တစ်ဖက်တွင်ဂျိုးဖြူကုန်းရှိသည်ဂျိုးဖြူကုန်းသည်ချောင်းပြားမှရှိပြီးဂျိုးဖြူကုန်းမှစတင်စီစဉ်ခဲ့ခြင်းသာဖြစ်သည်ဝလုံးထိုးစီးသည့်ချောင်းထူးခြားသည်ကရေစိနှင့်တူဂျိုးဖြူကုန်းကနေစီးပြီးတည့်ရိတ်ဝါရိတ်ကိုအမိပြုနေသည့်ဖားများမိုးရင်နှင့်အတူတူ ကြပေးခြင်းပဲဖားကြသည့်နေရာကိုလူတိုင်းသိပေမဲ့ကိုတော်တို့အဖွဲ့လောက်သာဖားကောက်ကြသည် အခြားသူတွေမကောက်ကြကိုတော်တို့ကဖားကြသည်နှင့်ဖားများကိုတင်းပြည့်ကြက်ပြည့်ကောက်ပြီးရောင်းသည် သုံးလေးလစားဖူလုံသည်ထိငွေရွှင်သည့်အလုံးဖားကြသည့်ချောင်းပြရောက်နားလိုက်ကြသည်ချောင်းရေပြင်ကစီစဉ်စေမိုးကရွာလာပြီထက်ကောင်းငင်သည်မိုးသားတိမ်မဲတိမ်ညိုတို့ဖြင့်အကြီးတန်နေချေပြီမိုးဆက်မိုးပေါင်းတို့ကသူတို့ဘွဲကိုရဲရဲဆက်ဆက်နှစ်ကုတ်သည့်သဘော တောင်လီချမ်းကတခါတရံခက်ကြမ်းကြမ်းကြီးစဲနေသည်ကကြောချမ်းစရာဒီမှာနားမဟဲ့အေးပစ္စည်းတွေဒီမှာထားကြရှားပင်ကြီးတပင်အောင်မိုးခွေရင်ဝင်လိုက်ကြသည်ပြီးသည်နှင့်ထမင်းတို့များကိုပစိုးနှင့်ထုတ်ကရှားပင်မှာမိုးလုံအောင်ချိန်လိုက်တော်သည်အဲ့နှင့်ပလိုင်းများကိုအပင်ခြေမှာထားလိုက်ကြပြီးအိတ်ကိုစီဓာတ်ကိုစီယူပြီးဖားကြမိနေရာကိုလာခဲ့ကြသည်နေရာကတိတ်ပြီးမွေထိုဖားများကမိုးရွာခြင်းမကြမိုးရွာပြီးလို့၃-၄ရက်လောက်မှကြာသည့်အတွက်ဒီကနေ့ဖားကြမိကအမှန်ထင်းသည့်အတိုင်းဂျူးယူကုန်းဖားတို့ကြာနေပြီ ရေးစည်းနှင့်ဖားတွေပါလာကြပြီထို့ကြောင့်တကောင်ချင်းဖန်းအိတ်ထက်ထက်ဖားတွေကလက်သီးစုပ်ခံကြီးသည်ဂုံရင်းလောက်လည်းရှိသည်အရွယ်စားကတော့အမျိုးမျိုးထို့ဖားများကစားလို့ကောင်းသည်ဘိုက်ခွဲပြီးရင်ထဲကကလေးစားကိုထုတ်၍ကြော်စားမလားချက်စားမလားစားလို့အရသာရှိသည်ထို့ကြောင့်ဝဲမဲ့သူလည်းပေါ်သည်သူတို့ထွက်လာစဉ်ကပင်ဖားမာတဲ့လူတွေအပြည့်ထို့ကြောင့်ကိုလိုပါနဲ့ကိုဖားများကအဆက်မပြတ်ကြနေသည်ရေးစည်းနှင့်ပါနေစေကိုတော့တို့ဘွယ်စကားပင်မပြောနိုင်ပဲအလူရဲ့ကောက်ရင်းရှိသည်မကြပါ တဦးကို၄ငါးပိတ်သာခံရသည်ခဏနာသည်ပြီးမှပြန်ကောက်သည် နားကြပြန်သည် သုံးချိန်ကောက်ပြီးတော့ထမင်းစားနားသည်မူးကလည်းတိတ်သွားပြီမူးနားတဲ့သည်ထမင်းစားပြီးစလိတ်ဖွာသူဖွာကိုဝါသူဝါနဲ့အားလုံးကျေနပ်နေကြစေကဲလုပ်ငန်းစားကြစို့ဒါမှညနေဆောင်ပြန်ကြရမှာငိုးချုပ်နေလိမ့်မယ်ကိုဘောခင်ကပြောလိုက်သည်အေးဟုတ်တယ်စလိုက်ကြအောင်သူတို့အဖွဲဖားကောက်ဖို့ထွက်ခဲ့ကြသည်ညုံမဲသောတိမ်များကမြေပြင်ကိုငုံကြည့်နေသည်မျက်နှာမဲကြီးနဲ့ လေးချိန်ထိကောက်ခဲ့ကြသည့်အတွက်အိတ်နှင့်ပလိုင်းပြေကြပြီပိတ်သာ20စီခန့်ရခဲ့ကြပြီဒီတော့ပြန်အောင်သာရှိတော်သည်သူတို့ဖွဲ့ပြန်ကြဖို့ပြင်ဆင်နေကြသည်ထမင်းတို့တွေပြင်ကြဖားအိတ်နှင့်ပလိုင်းတို့ကိုတွဲချပြီးဝဘူဝထိတ်မှဆွပြီးထမ်းပြန်ကြမည်ဖြစ်သည်နေဦးဟိတ်ငါလေးသွားခြင်းနေလို့ပြောလာသူကကိုတောင်ကိုတောင်သည်ပြောရင်းနေရာမှအပြေးတစ်ပိုင်းထွက်လာခဲ့သည်ဖိုက်ကအရန်နာနေသည့်အတွက်နားနေသည့်နေရာနှင့်မလန်မကန့်ရှိချောင်းပေးမှအလေးထိုင်လိုက်သည် ထိုအချိန်ကိုတောင်းချေပမိုးသည်မိစနှင့်ထိုးသလိုခံစားလိုက်ရသည်တကူလုံးပူထူသွားသည်မြေပြင်ကိုကြည့်လိုက်တော့မွေပွေးတကောင်ဟင်ငါ့ကိုမွေးကိုက်လိုက်ပြီကိုတောင်းတရားကိုချွေးဖြံဖြံကြသည်သည်ခံစားလိုက်ရသည်မွေပွေးကြီးသည်မြေပြင်ကရှို့နေရေတွေထဲမှတလူးလူးနဲ့ချောင်းဆက်ကကိုင်းတော်ထဲဝင်နေသည်ကိုတောင်းသည်ဘိုက်နာသည့်ကိစ္စပဲမေ့သွားကမွေပွေးစီတို့ကြောင်မီးကြည့်နေမိစေထိုအချိန်ကြုံညွန့်ကိုရက်ဆက်ခဲ့သည်ဖြစ်ရများအမှုမပေါ်အောင်ပြပြီးနေခဲ့ပြီးမြတ်တဲ့နဲ့ကျူးလွန်ခဲ့ပုံများ တွေ့ရင်းနဲ့တချိန်ကအနိုင်ယူခဲ့ပုံများကိုမြင်ရောင်ရင်းရှိနေစေလူတွေမသိပေမဲ့လောကကသိတယ်ကိုစောင်းနှက်ကသိတယ်လောကဓမ္မတရားကသိတယ်ဟုတ်တယ်သိလို့လေငါ့ကိုတွေ့ရင်းလဲကြသွားသူကကိုတော့ရဲ့ဝိညာဉ် နောင်နာများနဲ့အတူဂျိုးပြူချောင်းပြားမှာမလို့မကြွပဲရှိနေပြီလားကိုတော်ဝိညာဉ်သည်လေးလံသည့်အာဟုတုများကိုပတ်ရင်ဖြေးလေးစွာဖြင့်လွင့်စင်စေဒီဗီဒီယိုလေးကိုစုံထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်ကျမတို့ရဲ့ငြိမ့်စရာ YouTube Channel လေးကိုလည်း Like and Subscribe လေးလုပ်ပေးသွားကြပါဦးရှင်နောက်ဗီဒီယိုလေးတွေမှာလည်းပြန်လည်ဆုံတွေ့ပါရစေရှင်